နီတီလေးပါ အပြုံးသက်သည်အာသုံးလုံးကြည်ဆိုရှယ်လစ်ခေတ်ကမြန်မာပြည်မှာ အာသုံးလုံးကြည်ရင်စာတတ်တယ်လို့သတ်မှတ်ခဲ့ကြတယ်။ဒါကြောင့်အာသုံးလုံးတင် जा ရေးတွေနေအနှံဆင်းပြီးတင် जा ကြပါတယ်။ပြီးတော့ကဘာကိုကြည်ညာတယ်။မြန်မာပြည်မှာ စာတတ်သူဥယျဘလောက်ပဲမြ။စာတဖြင့်ပေါ့။အာသုံးလုံးဆိုတာ အရေးအဖက်အတွက်ကို ပြောတာဖြစ်ပါတယ်။ ရေတရမယ်ဖတ်တရမယ်အပေါင်းအနှုတ်အမြောက်အစားတက်ရမယ်ပုဏ္ဏေဝင်ခင်မှာအာသုံးလုံးလှုပ်ရှားမှုကို တနိုင်ငံလုံးချီပြီးဖြန့်ကျက်လှုပ်ရှားခဲ့ပါတယ်ဝါထကာလတာစသဖြင့်ပေါ့ဒါပေမဲ့ဆိုရှယ်လစ်ခေတ်တလျှောက်လုံးမှာစတတ်သူတိုင်းဟာပညာတတ်ဖွဲရတွေမဟုတ်ကြပါဘူးဒီတော့စတတ်တိုင်းပညာတတ်တယ်လို့ယူဆလို့မရပါဘူး ဆိုရှယ်လစ်ခေတ်တလျှောက်လုံးမှာတော့လူမှုပညာရေးဟာအာသုံးလုံးကြေယုံလောက်နဲ့တင်းတိမ်ခဲ့ရတဲ့သဘောပါဒါကလည်းတနိုင်ငံလုံးဆိုပေမဲ့တောင်ပေါ်ဒေသတွေအထိအကုန်ပေါက်ရောက်ကြတာမဟုတ်ပါဘူးအညိုရောင်နယ်မြေတွေအမဲရောင်နယ်မြေတွေနဲ့ဝေးလံခေါင်ပြားတဲ့တိုင်းရင်းသားဒေသတွေအနှံ့ခြေဆက်နိုင်တာမဟုတ်ပါဘူးညမာပြည်အလဲပိုင်းကျေးလက်တော်ရွာဗမာအများစုနေထိုင်တဲ့ဒေသတွေကိုသာ အသုံးလုံးလှုပ်ရှားမှုပြင်းမြောက်ခဲ့တာလို့ယူဆရပါတယ်။ဒါဟာ အတိတ်ကအကြောင်းချင်းရာကို ကောက်နှုတ်တာဖြစ်ပါတယ်။ဒီခေတ်မှာတော့အာနှလုံးအပိုဆောင်ပြီးထပ်ပြောပါတယ်။အင်္ဂလိပ်စာနဲ့အင်တာနက်ဒီနေရာမှာခက်နဲ့အညီစာတက်တယ်ဆိုတာကို ချက်ထွင် တွေးတော်ကြဖို့ဖြစ်ပါတယ်။ဒီခေတ်မှာအင်္ဂလိပ်စာမတက်ရင် အင်တာနက်မသုံးတက်ရင် စာတက်တယ်လို့ပြောဖို့ ခဲရင်သွားပါပြီ3 n ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် UNDP ကထုတ်တဲ့ပေရန်ရှိပါတယ်လူသားဖွံ့ဖြိုးမှုညွန်ကိန်းကိုတိုင်းတာတဲ့အခါမှာပေရန်၃ချောင်းနဲ့တိုင်ပါတယ်3 n လို့အလွယ်တကူနားလည်ထားနိုင်ပါတယ်နံပါတ်1 l literacy rate ဖြစ်ပါတယ်စာတတ်မှုနှုန်းကို တိုင်းတာတာဖြစ်ပါတယ်။စာတက်မှ လူသားဖွံ့ဖြိုးတယ်လို့တတ်မှတ်ပါတယ်။ဒါပေမဲ့ကြံပါသေးတယ်။စာတက်ယုံနဲ့မလုံလောက်သေးပါဘူး။နံပါတ်1အမ်လေဗင်စတန်ဒတ်ဖြစ်ပါတယ်။လူနေမှုအစဉ်တန်းလို့ပြောပါတယ်။စာတက်ယုံအပြင်အလော့အကင် ခွင်လန်းကောင်းကောင်းရပြီးဝင်ငွေမြင့်မှ လူနေမှုအစဉ်တန်းမြင့်မြင့်၃နိုင်ဆွဲနိုင် စားနိုင်အောက်နိုင်နေနိုင် ထိုင်နိုင်မှာဖြစ်ပါတယ်။ဒါကြောင့်စားတက်ယုံနဲ့မလုံလောက်သေးပါဘူး။လူနေမှုအစဉ်တန်းမြင့်မြင့်နေနိုင်မှသာလူသားဖွံ့ဖြိုးတယ်လို့ဆိုလိုလို့ရပါတယ်။ဒါနဲ့လေမလုံလောက်သေးပါဘူး။နံပါတ်3အာ life experience ဖြစ်ပါတယ်။အသက်ရှင်နှုံးလို့နားလည်နိုင်ပါတယ်။စားတက်ယုံအပြင်ဝင်ငွေကောင်းဖို့လိုတယ်လို့အသက်ရှင်ရှင်နေနိုင်ဖို့လည်းလိုပါတယ်။ ။မွေးကင်းကလေးကအသေးလေးမွေးလာတာ။မွေးကင်းစမှာတည်တာ။ငငယ်ရွယ်ရွယ်နဲ့တည်တာ။အရွယ်မရောက်မီတည်တာ။တက်လက်ပိုင်းမှာတည်တာ။အသက်ကြီးပေမဲ့လူတက်တန်းမစေခင်တည်တာ။ဒီလိုတည်နှုံးတွေမြင့်နေရင်လေအဲ့ဒီတိုင်းပြည်ကိုလူသားဖွံ့ဖြိုးတယ်လို့ဆိုလိုလို့မရနိုင်ပါဘူး။အပြုံစုစုပေါင်းရလက်ခေတ်တဘောဂဗေဒပညာရှင်တွေဟာ ် GDP တက်တိုင်းတိုင်းပြည်တိုးတက်တယ်တိုင်းပြည်ဖွံ့ဖြိုးတယ်လို့မယူဆကြတော့ပါဘူးဘူတန်လိုနိုင်ငံမျိုးမှာ အသက်သွင်းကျင်သုံးတဲ့ GNH Gross International Happiness ကအရာဝင်လာပါတယ်တိုင်းပြည်မှာရုပ်ပိုင်းဆိုင်ရာအဖြစ်ဘလောက်ပဲတိုးတက်နေပါစေတိုင်းပြည်မှာနေထိုင်တဲ့ပြည်သူတွေဟာဘလောက်ပြောကြသလဲဆိုတာဟာ အရေးကြီးလာပါတယ် လူသားဘဝဖြစ်တည်မှုမှာပျော်ရွှင်ခြင်းဟာအရေးကြီးလာတယ်။ဘဝပေါ်ကျင့်တတ်ခြင်းဟာအရေးကြီးလာပါတယ်။နေပျော်တဲ့လူနေမှုဝင်းကျင်ကိုတည်ဆောက်ရေးဟာအရေးကြီးလာတယ်။တဦးချင်းအနေနဲ့ဘဝမှာနေပျော်သလိုလူဖွဲ့စည်းတစ်ခုလုံးအနေနဲ့လည်းပျော်ရွှင်မှုအပေါင်းလက္ခဏာမြင့်တက်နေရပါမယ်။တန်းပြည်တွင်မှာလူတို့ရဲ့အပြုံးစုစုပေါင်းရလက်ဘလောက်ရှိသလဲဆိုတာအရေးကြီးလာပါတယ်ကျွန်တော်တို့မြန်မာပြည်မှာရော လူတွေဘလောက်ယောကြပါသလဲမနေမဖြစ်လို့နေနေကြတာလားတိုင်းပြည်ကို ချစ်လွန်းလို့နေနေကြတာလားမခွဲနိုင်မခွာရက်လို့နေနေကြတာလားနေစရာမရှိလို့နေနေကြတာလားမတက်တာလို့နေနေကြတာလားကျွန်တော်တို့မြန်မာတွေနေပြောရဲ့လား INDCH ပိုကောင်းတဲ့လူဖွဲ့စည်းဖြစ်ဖို့လိုပါတယ် နေပြောတဲ့လူတိုင်းဝင်ဖြစ်ဖို့လိုပါတယ်။နှစ်လိုပဲရှိတဲ့လူအမှုကျင့်တွေထွန်ကားတဲ့တိုင်းပြည်ဖြစ်ဖို့လိုပါတယ်။ဒီလိုဖြစ်နိုင်ဖို့အတွက်ပညာရေးမှာဘာတွေ ပေါင်းထည့်ပေးရမလဲ။ပညာရေးမှာ စာတတ်ခြင်းနေတီ၄ပါးပေါင်းထည့်ရပါမယ်။ Information Literacy, Digital Literacy, Survey Literacy, Hack Literacy ဖြစ်ပါတယ်။ information နီတီ digital နီတီနိုင်ငံရေးနီတီနဲ့ကျန်းမာရေးနီတီတို့ဖြစ်ပါတယ်ပညာရေးဟာလူ့ဖွဲ့စည်းအတွက်လက်တွေ့ကြားတဲ့နီတီတွေပေါင်းထည့်တင်ကြဖို့လက်မနေသင့်ပါဘူးဒုံဒီ၎င်းပဲဒီနီတီ၄ပါးဟာဘွယ်မရသူလူမှုအကြမ်းမှာပါပောက်ဖွားတက်မြောက်နေပြီးဖြစ်ရမှာဖြစ်ပါတယ်27ရာစုအခင်ချင်းဟာရခင်ကနဲ့မတူတော့ပါဘူးလူ့ဖွဲ့စည်းဟာ တောင်းကနင်းတွေချာမှာပြောင်းစံမှုတွေမဖြစ်အောင်ပညာမျိုးစိထက်မပေးနိုင်ဘူးဆိုရင်ဒီငိမ့်နဲ့အေးချမ်းနဲ့နေပျော်တဲ့လူဖွဲ့စည်းမဖြစ်နိုင်ပါဘူးနှစ်လိုပဲရှိတဲ့အတိုင်းပြည်မဖြစ်ပါဘူးလူတဦးချင်းစီမှာနေတီ၄ပါးကပ်ပါတင်ပါတယ် information နေတီ information literacy လို့လည်းနားလည်လို့ရပါတယ်ဒီနေ့ခင်မှာ သတင်းတွေဟာပေါက်တော့ သတင်းတွေဟာအထက်အောက်ဘေးတိုက်ဂျောင်းဂျိုဂျောင်းကြားကအစစီးဝင်နေပါတယ်သတင်းရေအလင်းဟာစက်ကမလက်စီးဆင်းနေတယ်လို့အမိုက်တရိုက်တွေဟာလည်းတရချမ်းမှာနိုင်ငံရေးပြောကားတွေလူမှုရေးအပမိနေတာတွေဟာလည်းလုံးထွေးရပ်ပတ်နေပါတယ်လော်ချင်းစော်ချင်းတွေကလည်းဒုနဲ့တေးပါပြင်းပောက်တွေဖွင့်လိုက်တဲ့အခါလေကောင်းလေသန်းတွေနဲ့အတူ အမိုက်တရိုက်တွေလည်းပါလာပါတယ် ဖုံမှုန့်တွေလည်းပါလာတဲ့အချက်လက်တွေဟာသတင်းအနေနဲ့ဖြစ်တည်လာတယ်လို့ကောလာဟာလာတွေကလည်းသတင်းအသွင် ဆောင်လာပါတယ်။ရခင်ကအိမ်တကားလည်းအတင်းတုပ်နေတာကနေခုတော့ကဘာလည်းအတင်းတုပ်တယ်လို့ဖြစ်လာတော့ပါတယ်။နိုင်ငံရေးကစားကွက်ထွင်မှုတွေရှိတယ်လို့ဆိုင်ရဆိုင်ရအကျိုးစီးပွားတွေတက်လေသနက်ပြည့်ရံပွဲတွေလည်းပုံထနေပါတယ်။မြမပြည်မှာစင်ဂျင်တုံတရားအရင်မရောက်ခင် ောလာဟာလာတွေအရင်ရောက်ပါတယ်။ပညာရေးဟာစင်ကျင်တုံတရားနဲ့ဝေဖန်ပိုင်းခြားစီစစ်မှုကိုမမွေးမြူပေးနိုင်ခဲ့ပါ။ပညာရေးအခြေမဆိုင်ခင်မှာပဲတရင်အရှုပ်အထွေးရည်စည်းချောင်းကြီးကပြုံးငနေဝင်လာပါတယ်။တွေ့သမျှကိုအကုန်တိုက်ချသွားပါတယ်။အားလုံးဟာတရင်ပလင် မြင့်ရည်စည်းမှာ ကောလာဟာလာ ခြေပုံတွေနဲ့အတူဘောလုံးမျောနေကြပါလေ။ စာဖတ်ခြင်းအလေးမထုံခင်မှာပဲအင်တာနက်ရောက်လာတော့လူဖွဲ့စည်းဟာအကျိုးထက်အပြစ်ပိုများသလိုဖြစ်နေပါတယ်လူတွေဟာသတင်းကိုကောင်းကောင်းမစီမံမခံကွဲတတ်တော့ပါဘူးထင်ရမြင်ရတွေနဲ့စကရင်အထက်မှာလူမှုပရိပက္ခတွေထူပြောများပြားနေပါတယ်ဒါဟာဘာကြောင့်ပါလဲမပြည်သူလူထုဟာမကြုံဘူးမမြင်ဘူးခဲ့တဲ့သတင်းစာစားသုံးမှုကို ရှားလိုက်တဲ့အခါလူတွေကိုယ်တိုင်ကလည်းဝေးပန်းစီစစ်ပိုင်းချမှုနဲ့စင်ကျင်တုံတရားနေပါတဲ့အခါ information niti ဟာဘာလဲလို့ကာကနာနာနားမလဲတဲ့အခါမှာသတင်းကြောင့်စိုးပစ်တွေပုံများလာရပါတယ် information niti ကိုပညာရေးအဖြစ်လူဖွဲ့စည်းထံကို ပေါင်းထည့်ဖို့လိုနေပြီဖြစ်ပါတယ် digital niti digital literacy လို့နားလည်လို့ရပါတယ်။ information ဟာ digital နဲ့ internet ID ကိုအပေါင်းအဖော်ပြုပြီးမြမလူဖွဲ့စည်းတဲ့ဒိုးဝင်လာပါတယ်။ globalization ခေတ်မှာ digital ကိုညှင်းပယ်လို့မရပါဘူး။ how to apply how to use ဆိုတာကိုပဲစဉ်းစားရမှာဖြစ်ပါတယ်။ digital ကိုကျွန်တော်တို့ဘယ်လိုသုံးကြမလဲ။လူတော်တော်များများစီကို digital တွေအမျိုးမျိုးအဖုံဖုံရောက်လာပါတယ်။ကြည်လက်ကနေ လူလက်တန်းစားပါဝင်မြို့ပြနေလူတန်းစားတစ်ခုစီမှာတကြက်တဲလှိုင်းရိုက်ခတ်ပါတယ်တကြက်တဲလှိုင်းရိုက်ပုတ်ခံရပါတယ်တချို့လဲတကြက်တဲလှိုင်းအပုတ်ကောင်းလို့ကမ်းပေါ်တင်ကျွန်းပေါ်ရောက်သွားတယ်လို့တချို့လဲတကြက်တဲလှိုင်းကြောင့်မြုပ်သွားညောသွားပါတယ်မြမတွေဟာလက်ထဲကဖုံးကိုမြောက်အောင်သီးရတယ်လို့ဖြစ်ခဲ့ကြပါတယ်ဖြစ်လဲဖြစ်နေစေ ဖြစ်ပါတယ် ဘုံစကရင်ထက်မှာအတ္တတွေပလောင်စုနေတယ်လို့လောဘတွေတဏှာယာကတွေပြောင်းစံနေပါတယ်။တချစ်တဲ့ဟာ စီးပွားရေးနဲ့အုပ်ချုပ်ရေးလုပ်ငန်းစဉ်တွေအတွက်သုံးတက်ရင်စေတပါဖြစ်ပါတယ်။တချစ်တဲ့ economy တချစ်တဲ့အုပ်ချုပ်မှုစီမံမှုစနစ်စတာတွေဟာ ဖွံ့ဖြိုးပြီးတိုင်းပြည်တွေကိုကျေးဇူးပြုလို့ကောင်းကျိုးတွေရတာအရကဖြစ်ပါတယ်။ဒါပေမဲ့ခေတ်ဖြစ်နေတဲ့ လူဖွဲ့စည်းဟာ digital ကိုဘယ်လိုအသုံးပြုရမလဲဆိုတာနားမလည်ပါဘူး digital ကိုဘယ်လိုအသုံးချရမလဲဆိုတာကို နားမလည်ဘူးတလွဲသပင်ကောင်းနေလို့မရပါဘူးလူအလုံးနဲ့အနည်းဆက်ဆုံးမှာဖုံးနေဖြစ်ပါတယ်ညီမပြီးမှာ digital နီတိကို ကြီးထွားစကလေးရွယ်ကလေးကနေစနစ်တကျအသုံးပြုစေဖို့လိုပါတယ်ညီမမိဘတွေမှာ digital နီတိခေါင်းမလို့ဖြစ်ထွန်းလာမဲ့မျိုးဆက်ကလေးတွေ ရင်မောရနေနိုင်ပါတယ်။လူဖွဲ့စည်းက information နေတီလဲနားမလဲ digital နေတီလဲမတက်မြောက်ဒီလိုနဲ့ဘလို့လို့လို့နှစ်လိုပဲဖြစ်တဲ့လူဖွဲ့စည်းတစ်ကိုဒီဆောက်နိုင်ကြမှာပါလေ။ digital နေတီကိုပညာရေးအဖြစ်လူဖွဲ့စည်းထံပေါင်းထည့်တင်ကြားကြဖို့ဖြစ်ပါတယ်။နိုင်ငံရေးနေတိဒီနေရာမှာ server လက်ထွေစီလို့ ပြည်သူနီတီလိုပဲ ဖလှယ်ရင်းနားလည်နိုင်ပါတယ်။ဒါ့ပေမဲ့နိုင်ငံရေးနီတီဆိုတာကိုပိုသဘောကျလို့ဒီလိုပဲအနှက်ဖော်လိုက်ပါတယ်။ဆိုလိုတာကတော့ပြည်သူတယောက်လူတယောက်နိုင်ငံသားတယောက်ဟာနိုင်ငံတော်စီကနေရမယ့်အခွင့်အရေးတွေရှိပါတယ်။ထို့နည်း၎င်းယူရမယ့်တာဝန်ဝတ္တရားတွေလည်းရှိပါတယ်။ဒါကိုပဲပြည်သူနီတီနားလည်ခြင်းလို့ပြောလို့ရပါတယ်။အခြေခံနိုင်ငံရေးနီတီကိုနားလည်ခြင်းလို့ ဘောယူလို့လည်းရပါတယ်။မြန်မာပြည်ဟာဒီမိုကရေစီကိုလေ့ကျင့်နေတာဖြစ်တာကြောင့်ဒီမိုကရေစီကျင့်ထုံးတွေကိုတည်နာလည်ဖို့လိုပါတယ်။အခြေခံအားဖြင့်လူတယောက်ဟာအခွန်ဆောင်ရမယ်။ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာပြဋ္ဌာန်းထားတဲ့နိုင်ငံသားအခွင့်အရေးတွေကို အပြည့်အဝရပိုင်ခွင့်ရှိရမယ်။ဒီစဲတရားဥပဒေတွေကိုလိုက်နာရမယ်။မဲပေးခြင်းမဲထည့်ခြင်းဆိုတာကိုတံမိုးထားရမယ်။ လွတ်လပ်စွာပြောဆိုရေးသားပေါ်ထုတ်ခွင့်တွေကိုတာဝန်ယူမှုတာဝန်ခံတဲ့တာဝန်ခံမှုနဲ့တူတပါတဲ့ကျင့်သုံးနားလည်နိုင်တဲ့ဉာဏ်ရှိဖို့လိုပါတယ်ဒီမိုကရေစီမှာ တိုင်းပြည်ရဲ့ဂျမားကိုပြည်သူတဦးချင်းစီကဝိုင်းဝန်းပြီးပြားထန်းစီရင်နေဆိုတာကို ကောင်းကောင်းနားလည်ရမယ်ဒါဟာအခြေခံနိုင်ငံရေးနီတိဖြစ်ပါတယ်ဖက်ပြီးရှင်းရှင်းလင်းလင်းပြောရရင်အရွယ်ရောက်ပြီးတဲ့ပြည်သူတယောက်ဟာ နိုင်ငံတော်ထံကရမယ့်အခွင့်အရေးတွေကဘာလဲဆိုတာကိုနားလည်ထားဖို့လိုတယ်လို့နိုင်ငံတော်ကိုပြန်ပေးရမယ့်တာဝန်ဝတရားတွေကိုလည်းရှင်းရှင်းလင်းလင်းလက်ခံတည်နားလည်ထားရပါမယ်။နိုင်ငံတော်နဲ့တိုင်းပြည်ပေါ်မှာထားတဲ့ကျင့်ဝတ်ကိုစောင့်ထိုင်ရမယ်။ဒါဟာအခြေခံနိုင်ငံရေးနီတိလို့ဆိုကြပါတယ်။နိုင်ငံရေးနီတိကိုပညာရေးအဖြစ်လူ့ဖွဲ့စည်းထံပေါင်းထက်တင်ကြားနိုင်ဖို့ ဖြစ်ပါတယ်။ကျမ်းမာရေးနေတီ half literacy ဖြစ်ပါတယ်။လူတယောက်ဟာအစားအစာကိုဘယ်လိုစားတော့မလဲ။အသက်ရှင်နေုံနဲ့မရ၊ကျန်းမာအောင်ဘယ်လိုနေထိုင်ရမလဲ။သူနည်း၎င်းကိုယ်ကာယတန်ဆွမ်းအောင်ဘယ်လိုအလေးထားမျိုးမွေးမျိုးမလဲ။ဒါကိုနားလည်ဖို့လိုပါတယ်။အစားအစာကို စားတဲ့အခါဘယ်လိုအစားအစာမျိုးကိုရွေးမလဲ။အာဟာရကိုဘယ်လိုမျှဝဲမလဲ အစာကြည်အောင်အာဟာရဖြစ်အောင်ခွန်အားဖြစ်အောင်ခန္ဓာကိုယ်ကြီးထွားတန်မာအောင်ဘယ်လိုစားတော့မလဲတန်ရှင်းလက်ဆက်တဲ့အစာစာကိုဘယ်လိုရေးမလဲဘုရားကတင်နေဘုရားကမတင်ဘူးလို့နားလေခြင်းဘလောက်အတိုင်းတာအထိအကန့်သက်ထားပြီးစားတော့နေထိုင်ကြင့်ကြံမလဲဆိုတာကျမ်းမာရေးနိတိဖြစ်ပါတယ်လူဖွဲ့စည်းရဲ့အခြေခံပြဿနာဟာအစာအာဟာရဖြစ်ပါတယ်နေစဉ်လိုလိုကြုံတွေ့နေရတဲ့ကိစ္စဖြစ်ပါတယ် လူဖွဲ့စည်းထံကိုအရေးမကြီးဘူးလို့ထင်ရပေမဲ့ရိုက်ခတ်မှုတက်ရောက်မှုအားကြီးတဲ့အရာဟာအစာအာဟာရဖြစ်ပါတယ်။ခန္ဓာကိုယ်ဖွံ့ဖြိုးခြင်းဆိုင်ရာ ကိစ္စဖြစ်ပါတယ်။အသက်ရှည်ခြင်းတိုခြင်းဆိုတဲ့ကိစ္စရက်တွေဖြစ်ပါတယ်။တန်ရှင်းတဲ့အစာစာ ပြည့်ဝတဲ့အာဟာရဘေးထွက်ဆိုးကျိုးကင်းတဲ့အစာစာထို့နည်း၎င်းတန်ရှင်းသောကြည်တန်ရှင်းသောလေမိလာဆုံးပြမှုတွာလာနေထိုင်မှုပုံစံ ဝတ်စားမှုစားသောက်မှုပုံစံအာဟာရချက်ပြုတ်ခြင်း delay တွေဟာ လူဖွဲ့စည်းရဲ့အနာဂတ်နဲ့ကံကြမ္မာကို ပြားထန်းစေရင်တဲ့ကိစ္စဖြစ်ပါတယ်။မိဘတွေဟာ ကြီးထွားနေတဲ့ကလေးငယ်တွေကိုဘယ်လိုပြုစုကျွေးမွေးမလဲ။မသေးယုံမငတ်ယုံအသက်ရှင်ယုံကျွေးမွေးခြင်းဟာ တိုင်းပြည်ကို အထိနာပါတယ်။နေ့စဉ်ရောင်းဝယ်ဖောက်ကားမှုတွေမှာလည်းဂျမ်းမာကြီးထိခိုက်နိုင်တဲ့တဲ့ပိုးမှုထုတ်ပိုးမှု တူလောင်မှုစတာတွေဟာမူဝါဒနှီးအားဖြင့်ကြက်ကြက်မက်မက်လှုပ်ဆောင်ရမယ်ကိစ္စတွေ ဖြစ်ပါတယ်။ညီမတွေဟာ ဖြစ်တယ်လို့စားတယ်ဖြစ်တယ်လို့နေထိုင်ပါတယ်။ကလေးတငယ်တွေကိုကြွေးတဲ့မုံပဲတေးစာကအစဖြစ်တယ်လို့ပြီးစလွယ်လက်လွတ်စပယ်လှုပ်ပါတယ်။ကျမ်းမာရေးနီတိဆိုတာဟာကိုကိုတိုင်းဘလို့ကျမ်းမာအောင် နေထိုင်စားတောက်သွားလာ လေ့ကျင့်ရမယ်ဆိုတာနားလည်ခြင်း ဖြစ်တယ်လို့နားလည်တဲ့လောက်လေး င်သုံးတာဖြစ်ပါတယ်။ထို့နည်း၎င်းကိုယ့်ရဲ့မိသားစု ကိုယ့်ရဲ့သားသမီးကိုလည်းကောင်းစွာပြုစုကြွေးမွေးမွေးမြူထားနိုင်ခြင်းကို ခေါ်ပါတယ်။ဒါဟာတူးချင်း ကိစ္စဖြစ်တယ်လို့ကျမရဲဝင်းကျင် ဖြစ်ဖို့အစိုးရက ရေစနစ်မိန်လာစနစ်ဈေးစနစ်ရောင်းဝယ်ထားသူတည်ဖို့ထုတ်ပိုးခြင်းနဲ့ထုတ်လုပ်စိုက်ပျိုးမွေးမြူခြင်းကဏ္ဍကြီးတစ်ခုလုံးကို ခိုင်မာတဲ့မူဝါဒနဲ့အသက်သွင်းနိုင်ခြင်းဖြစ်ပါတယ် မြန်မာမိဘတွေဟာ ကျမ်းမာရေးနီတိခေါင်းပါသလိုဆရာဆရာမတွေကလည်းပညာရေးမှာ ကျမ်းမာရေးနီတိကို ကောင်းကောင်းပေးနိုင်မှုအားနည်းလှပါတယ်။မြန်မာပြည်မှာပြည်သူကျမ်းမာရေးအားနည်းသလို စားတောက်နေထိုင်မှုနဲ့ပတ်သက်ပြီးခြေကံကောင်းတွေဖြည့်စွမ်းထားမှုကလည်းအားနည်းပါတယ်။ဒီလိုနဲ့မြန်မာလူဖွဲ့စည်းမှာလူငယ်တွေဟာ ကြုံလှီလာတယ်၊သေကွေးလာတယ်၊လေးလံနေတယ်၊ထိုင်းမှိုင်းနေတယ်ကြံခိုင်မှုမရှိ လူပလန်လေးတွေဖြစ်နေကြတယ်။ဒါဟာ လူဖွဲ့စည်းရဲ့အနာဂတ်တွေသိအရေးကြီးတဲ့ကိစ္စဖြစ်ပါတယ်။မြမာတွေဟာစင်ရဲမွဲတေတို့မြမာတွေဟာစင်ရဲမွဲတေနုံတော့အသားများများမစားကြရဘူး။အသီးနှံဆုံဆုံလင်းလင်းစားဖို့အခွင့်မရကြဘူး။ခန္ဓာကိုယ်ကျန်းမာတန်ဆွမ်းအောင်လေ့ကျင့်မှု ဝင်းကျင်ကောင်းတွေပျောက်ဆုံးနေကြတယ်။စေယုံစေကန်းတွေမှာလူတွေတက်နေပြီ။ အကြီးသွေးနှင့်အရက်ရမကာတွေကို အလွန်ကျွံတောက်သုံးနေကြရတယ်။ကျမကြီးနီတိကိုပညာကြီးအဖြစ်နိုင်ငံအဆောက်အုံကောင်းတွေပံ့ပိုးပြီး လူဖွဲ့စည်းတံပေါင်းစည်းတံပိုးမြင့်လာစေဖို့ဖြစ်ပါတယ်။အမှုကျင်ကောင်းတွေဖြစ်ထွန်းပြီးကာယဗလညာနာဗလဇာတိတဗလတွေ ဖွံ့ဖြိုးတံပါစေဖို့ဖြစ်ပါတယ်။လူဖွဲ့စည်းဟာတဝူးချင်းစီရဲ့ပြုမှုတွေနဲ့စုစုပေါင်းရလတ်နဲ့တံပိုးကို တည်ဆောက်ယူရတာဖြစ်ပါတယ်။လေ့ကျင့်ဖြိုးထောင် နိုင်ကြပါစေ။ကျွန်တော်တို့ပြည်သူတွေဘလောက်ပြုံးပျော်နိုင်ကြပါသလဲ။